ဖြစ်ပါတယ်။တကယ်တမ်းကြားဖြန့်ကိုဝေရောက်ရင်းနေတာကတော့ရှေ့ကြီးကျန်ဦးဆောင်တဲ့ဒီတရုတ်နိုင်ငံခရိုနီတွေတရုတ်နိုင်ငံဘက်ကစီးပွားရေးသမားတွေဖြစ်ပြီးတော့ကြားဖြန့်တွေမှာလာရောက်လုက္ကင်မှုတွေဒီလမ်းကြောင်းထိုင်းနိုင်ငံတန်ကောင်းလေစိအရိကနေမဲဆောက်မဲဆောက်ကနေတောင်ရင်းမြစ်ကိုကူပြီးတော့မြန်မာနိုင်ငံထဲကိုလာရောက်ဖို့ဆိုရင်ထိုင်းနိုင်ငံထဲမှာဖြတ်တန်းကြရမှာဖြစ်ပါဒီလိုမျိုးအစီအစဲတွေကျန်းတဲ့လမ်းကြောင်းကိုဝင်ရောက်ဖို့အတွက်ထိုင်းနိုင်ငံဘက်ကအများကြီးပါဝင်ပတ်သက်တယ်ဆိုတဲ့အခြေအနေကိုစဉ်းစားကြည့်ုံနဲ့မြင်တွေ့နိုင်ပါတယ်အဲဒါကအချက်တစ်ချက်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ ။ဟောဒီဇင်းရုံ operation ဒုတိယပိုင်းအတွင်းမှာ2024ခုနှစ်နှစ်ပတ်ပိုင်းကနေစပြီးဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်ဟို2025ခုနှစ်ဇန်နဝါရီ30ကနေ2025ခုနှစ်ဒီနိုဝင်ဘာ17ရက်နေ့အထိမြောက်ပိုင်းမှာရှိနေတဲ့အခြေပြုထားတဲ့ကြားဖြတ်လုပ်ငန်းတွေကနေဖန်ဆီးရမိခဲ့တဲ့အရေအတွက်က1815ဦးရှိပါတယ်။အဲ့ဒီ1815ဦးထဲကမှာ9536ဦးကထိုင်းနိုင်ငံကနေဝင်ရောက်ခဲ့တာဖြစ်ပြီးကျန်တဲ့လူဦးရေ1000နီးပါးကတော့တခြားသောတရားမဝင်နေလန်းတွေနဲ့ဝင်ရောက်လာကြတာတွေဖြစ်ပါတယ် ဆိုတော့ဒီကိင္ကနန်းတွေကိုကြည်ချင်းအဖြစ်ကိင္ကနန်းတွေကပြောတဲ့စကားတွေကိုကြည်ချင်းအဖြစ်ကြားဖြန့်လုပ်ငန်းတွေဘယ်ကလာတယ်လဲဆိုတဲ့အချက်ဒုတိယချက်ကကြားဖြန့်လုပ်ငန်းတွေလုပ်ကင်မှုလူတွေဘယ်ကလာတယ်လဲဆိုတဲ့အချက်နှစ်ချက်လုံးပေါင်းပြီးကြည့်လိုက်မယ်ဆိုရင်ထိုင်းနိုင်ငံကနေတဆင့်မဲဆောက်မဲဆောက်ကနေတဆင့်မြန်မာနိုင်ငံကိုဝင်ရောက်လာတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။ဒါဆိုရင်ကြားဖြန့်လုပ်ငန်းတွေကိုဘယ်သူတွေခေါ်လာတယ်လဲဆိုတော့ကရင်နိုင်ငံကနေပေါ့ KNU နဲ့အပေါင်းပါတွေကကြားဖြန့်လုပ်ငန်းတွေကိုခေါ်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ 2016-2019ခုနှစ်ဝန်းကျင်ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံနယ်စပ်အနီးကကြားဖြတ်တွေမြင့်ကြီးလာတဲ့အချိန်ကမ္ဘောဒီးယားအစိုးရကတီဟာနုမှာရှိနေတဲ့ကာစီနိုအမိခံထားတဲ့ကြားဖြတ်တွေကိုနှိမ်နင်းမှုအတွက်ပြုလုပ်လာတဲ့အချိန်ဖိလစ်ပိုင်နိုင်ငံသားခံယူထားတဲ့ရှီချင်းချန်ကဒီမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ NLD အစိုးရလက်ထက်မှာပဲဒီတရုတ်နိုင်ငံဆိုဦးတင်ပြသူများအသင်းစွာနေပြီးဥမ္မောင်ဆိုလိုနဲ့စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဥမ္မောင်ဆိုဆိုတာက NLD အစိုးရလက်ထက်ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့တော်ဝင်ဖြစ်ပါတယ်။ သူတို့နဲ့စတင်ပြေဆုံးပြီးတော့မြန်မာနိုင်ငံကို ကြားဖြန့်ပြီးဝင်ရောက်လာမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံရေးရေချင်းနေပါသွားလည်းပဲသူတို့ရဲ့အကျိုးစီးပွားရရှိဖို့အတွက်ကြားဖြန့်တွေကိုမတိကျကြုံပြုခဲ့တယ်။ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကလည်းကရင်နိုင်ငံကိုင်တော်ကို KNU ထိန်းချုပ်ထားတဲ့ Methodology Data ဧကတရာအနေနဲ့ပြုလုပ်မဲ့မြို့သက်စီမံကိန်းကနေအခုဧက900ကျော်ဟက်တာ130ရှိတဲ့ KKP ပြုလုပ်ဖို့ကိုမတိကျကြုံပြုခဲ့တာပဲဖြစ်ပါတယ်။ဒါဆိုရင်မြန်မာနိုင်ငံကိုကြားပြန့်နေဘသူခေါ်လာတယ်လဲဆိုရင် အပိုင်တော်မှရှိပါတယ် ပထမဦးဆုံးကျွမ်းဆောင်ရွက်ခဲ့တဲ့သူကတော့ရှီချီချန်ဖြစ်တယ်ဒုတိယဦးစားပေးကတော့ဂျာဖျန်တွေကိုနောက်ွယ်ကနေဆောင်ရွက်ပေးခဲ့တယ်ဒုက္ကုံကမှုတွေပြုလုပ်ပေးခဲ့တာကတော့ထိုင်းနိုင်ငံဖြစ်ပြီးတော့ဒီမြန်မာနိုင်ငံအတွင်းမှာမတိကျိုးကျုံပြုတ်ပြီးတော့ဒီတိုင်းသာလက်နက်ကန်ပြင်ခံထားတဲ့ဒေသတွေမြို့တက်စီမံကိန်းတွေကိုခွင့်ပြုပေးခဲ့တာကတော့ NLD အစိုးရလက်ထက် NLD အစိုးရအဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ဒီလူဒီအဖွဲ့အစည်းသုံးခုလုံးကသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ဒီအကျိုးမြတ်တွေရရှိထားပေမဲ့လက်ရှိချိန်မှာတော့မြန်မာနိုင်ငံကကမ္ဘာအလယ်မှာ ကြားဖြတ်တွေကိုလက်ခံနေတဲ့နိုင်ငံတခုအနေနဲ့နာမည်ပြတ်เสียအခြေအနေမျိုးနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။တကယ်တော့ကြားဖြတ်တွေအားလုံးကထိုင်းနိုင်ငံကိုဖြတ်တန်းပြီးတော့မြန်မာနိုင်ငံနေဆက်ကိုရောက်ရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံနေဆက်ကိုရောက်ရှိတဲ့